ရိုလက်စ်ကဘာကျော်နိုင်ကုမ္ပဏီကြီးကိုဒီမိဘမဲ့လူငယ်လေးကဒီလိုမျိုးထူထောင်ခဲ့တယ်။ရိုလက်စ်နိုင်ကုမ္ပဏီဆိုတာဒီနေ့မှာတော့ကဘာကျော်ကုမ္ပဏီကြီးတစ်ခုဖြစ်နေပြီဖြစ်ပြီးတော့နေရာတိုင်းမှာမြင်တွေ့နေရပြီဖြစ်ပေမဲ့ဒီကုမ္ပဏီကြီးကိုစတင်ထူထောင်ခဲ့ရသူကတော့မိဘမဲ့ဘဝကနေစတင်ခဲ့ရတာဖြစ်ပါတယ်။ သူဘယ်လိုတွေစူးစမ်းခဲ့တယ်လဲနဲ့ဘယ်လိုတွေရုံးခံခဲ့ရတယ်လဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါရှင်1882ခုနှစ်မတ်လ22ရက်နေ့မှာကလေးလေးတယောက်လောကထဲကိုရောက်လာခဲ့ပါတယ်အဲ့ဒီတုန်းကဂျာမနီနိုင်ငံကိုဂျာမန်အင်ပါယာလို့ခေါ်ပြီးသူမွေးဖွားခဲ့တဲ့ပြည်နယ်ကိုတော့ ဘာဗာရီးယားဘရင်နိုင်ငံတော်လို့ခေါ်တာဖြစ်ပါတယ်။သူမွေးဖွားခဲ့တဲ့မြို့လေးကတော့ Klemmbach ဖြစ်ပါတယ်။အဖေဖြစ်သူကအတန်ထည်ပစ္စည်းလုပ်ငန်းကိုလုပ်ကိုင်တဲ့လုပ်ငန်းရှင် Rohan Daniel Ferdinand Wiltop ဖြစ်ပြီးတော့အမေကတော့ Anna ဖြစ်ပါတယ်။သူကမိသားစုထဲမှာဆိုရင်တော့ဒုတိယမြောက်ကလေးဖြစ်ပါတယ်။သူ့နာမည်ကိုတော့ Hanwee Dorf လို့ခေါ်ပါတယ်။ သူငယ်လေးမှာပဲသူ့အမေကဆုံးပါသွားခဲ့တယ်လို့သူ့အဖေကလည်းသူ့အသက်၁၂နှစ်သားမှာပဲမျက်ွယ်ပြုတ်သွားခဲ့တဲ့အခါသူကန်ကြမာကသူ့ဦးလေးရဲ့လက်ထဲကိုရောက်သွားပါတော့တယ်။ သူအူလေးတွေကလည်းသူတို့အပေါ်မှာတိတ်ပြီးတော့ခရူးမဆိုင်ခဲ့ပဲသူတို့နဲ့အတူပါလာတဲ့လုပ်ငန်းနဲ့စီးစိမ်တွေကိုပဲမှတ်မောခဲ့ကြတာပါဟန်ရဲ့အဖေရိုဟန်ပိုင်နဲ့တန်ထဲပစ္စည်းလုပ်ငန်းကဟန်ရဲ့အဖိုးစီကနေအမွေဆက်ခံထားတာဖြစ်ပြီးတော့သူအူလေးတွေလည်းထဲအရောက်မှာတော့အဲဒီလုပ်ငန်းကိုရောင်းစားပြလိုက်ကြပါတယ်ဟန်တို့လည်းအဝေးကိုကျောင်းအိတ်ကျောင်းစားပို့ထားတာပါတော်သေးတာကတော့ကျောင်းတွေကပညာရေးကောင်းတဲ့ကျောင်းတွေအထက်တန်းလွာတတ်တဲ့ကျောင်းတွေဖြစ်နေတာပါပဲဆိုတော့ဟန်တယောက်ကျောင်းစာမှာ အယုံကိုအပြစ်ထားထားတာပေါ့သူကသင်ချာတဲ့ဘာသာစကားတွေကိုစိတ်ပါဝင်စားပြီးတော့ခီးသွားရတာနဲ့နိုင်ငံရဲ့ချောင်းတိုင်းပြည်တွေမှာအလုပ်သွားလို့ရတာကိုသဘောကျပါတယ် ူဦးလေးရီကြောင့်ကိုချတော်ပေါ်ကိုငငယ်ရွယ်ကလေးကစပြီးတော့ရက်လာခဲ့ရတာကိုလည်းဟန်ကတိတ်တော့အပြစ်မမြင်ပါဘူး။ဒါကြောင့်မဲသူနောက်ပိုင်းမှာအောင်မြင်အောင်လုံနိုင်လာခဲ့တာဖြစ်မယ်လို့ယူဆခဲ့ပါတယ်။ကြောင်းပြီးသွားတဲ့အချိန်မှာဟန်ကအလုတ်ဆောင်းဝင်ပါတယ်။အလုတ်တင်အဖြစ်ပေါ့နိုင်ငံတကာပလဲတင်ဖို့ရောင်းချရေးကုမ္ပဏီတစ်ခုမှာပါ။အဲဒီမှာလုပ်ခဲ့တဲ့အထွေးကြုံတွေကသူ့ကိုတော်တော်ကြီးတင် जा ပေးနိုင်ခဲ့ပါတယ်။1900ခုနှစ်မှာတော့ဟန်ကနောက်ထပ်အလုတ်တစ်ခုကို ပြောင်းလဲခဲ့ပါပြီ။ Swiss နိုင်ထုတ်လို့ရေလို ပ်ငန်းကိုပါသူကအဲ့ဒီအလုပ်အတွက်ကိုဆွစ်ဇာလန်နိုင်ငံကမြို့တစ်ခုဖြစ်တဲ့ La Chaux-de-Fonds ကိုပြောင်းလာခဲ့တာဖြစ်ပါတယ်အဲ့ဒီမှာသူကစီးရင်ခိုင်အဖြစ်နဲ့ Massaro ခုနိုကော်တန်စားရဲအနာရီလုပ်ငန်းကြီးတွေမှာလှုပ်ရတာဖြစ်ပါတယ်။အဲဒီအချိန်ကခုနိုကော်တန်ကနာမည်ကျော်တစ်စိတ်တစ်ခုဖြစ်ပြီးတော့တနည်းကိုအိဆောင်နာရီတွေအလုံးတန်းနဲ့ချီပြီးတော့တင်ပို့နေရတာပါ။အဲဒီကာလာတော့ကလက်ပတ်နာရီဆိုတာမပေါ်သေးသလိုခက်လဲမစားသေးပါဘူး။ကိုအင်းကြီးအောက်မှာခံဝတ်တဲ့အတွင်းအင်းကြီးအိတ်ကက်ထဲထည့်ဆောင်ထားတဲ့အိဆောင်နာရီတွေပဲခက်စားတာပါ။1903ခုနှစ်မှာတော့ဟန်ကလန်ဒန်ကိုပြောင်းလာခဲ့ပြန်ပါတယ်။ အဲဒီမှာနောက်ထပ်နှစ်ရီလုပ်ငန်းတွေရဲ့အတွက်အလုံးလုံးကြပြန်ပါတယ်1905ခုနှစ်မှာတော့အလုံးတစ်ဖက်နဲ့ပဲသူ့ကိုယ်ပိုင်နှစ်ရီလုပ်ငန်းလေးကိုစပြီးတော့ထူထောင်มาတော့တယ် Alfred Davis ဆိုတဲ့သူနဲ့တွဲလို့တာဖြစ်လို့ Weetoff နဲ့ Davis တို့နာမည်လုပ်ငန်းကိုပေးထားခဲ့ပါတယ် သူတို့ရည်ရွယ်ချက်ကတော့အများတက်နိုင်မဲ့ဈေးမျိုးနဲ့နိုင်ကောင်းကောင်းတွေကိုထုတ်လုပ်နိုင်ဖို့ပါ။အဲဒီနောက်ပါရီဆက်ဖြစ်တယ်လေဆိုတာကိုမပြောသေးခင်မှာအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲတမ်းကြည့်ရှုကြနေဆိုရင်တော့စတေရိုရဲ့ interest knowledge page လေးကို like and follow လုပ်ထားခဲ့ဖို့တောင်းဆိုချင်ပါတယ်။အကောင်းဆုံးတွေကိုပဲရွေးချယ်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။1980ခုနှစ်မှာတော့ သူတို့လုပ်ငန်းကိုနောက်ထပ်နာမည်တစ်ခုနဲ့ပြန်လည်စတင်လိုက်ပြီးတော့အဲ့ဒီနာမည်ကတော့အခုအားလုံးသိကြတဲ့ Rolex ပါပဲဒီနာမည်ကိုရဖို့နာမည်ရပေါင်းများစွာကို အရင်စဉ်းစားခဲ့ရပြီးတော့အချိန်အတော်ယူခဲ့ရတယ်လို့ဟန်က ူအကြောင်းစာအုပ်ထဲမှာကိုရိုင်းရေးသားခဲ့ပါတယ်။မနက်ခင်းတစ်ခုမှာထိုင်နေရင်းကမှဒီရိုလက်ဆိုတဲ့နာမည်ကိုသူရလာခဲ့တာပါ။အဲ့ဒါနဲ့ပဲအဲ့ဒီနာမည်ကိုသူမှတ်ပုံတင်လိုက်ပါတော့တယ်။ Rollers ရဲ့အစခီလန်းကအရန်တော့မဖြောင့်ပြူပါဘူး။သူတို့ကသူများရှောက်တဲ့လမ်းကိုမရှောက်ခဲလို့ပါ။ဟန်ကအိဆောင်နိုင်ကြီးတွေဟာမကြခင်ခစ်ကုန်ပြီးတော့လက်ဖက်နိုင်ကြီးတွေခစ်စားလာတော့မယ်လို့ကြိုတင်တွက်ချက်သုံးသက်ခဲ့တာကြောင့်လက်ဖက်နိုင်ကြီးတွေကိုပဲထုတ်လုပ်ပြီးတော့ လူစိတ်ဝင်စားလာအောင်စူးစမ်းခဲ့ပါတယ်တော်တော်ကြာအောင်ရုန်းကန်ခဲ့ရပြီးတဲ့နောက်မှာအောင်မြင်မှုရလာခဲ့ပြီးတော့အခုလူတိုင်းသိတဲ့ Rolex ဖြစ်လာတော့တာပါပဲပရိသတ်ကြီးတို့ရောဘလို့နိုင်အမတ်တစိတ်တွေကိုအလိုချင်ဆုံးလဲအောက်က comment လေးထဲမှာပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်